ကျစ်တော်ရီနဲ့မြမအလံပါတဲ့အံကက်ကိုတက်ပြီးရှင်ပြိုင်ထိုးတက်သွားမယ်ကယန်းကျစ်တဲ့မန်လီဘရိုနီကာ ပရိသတ်တို့အားလုံးသိကြတဲ့အတိုင်းပရိသတ်အချစ်တော် KM Melibronica ရဲ့ပွဲစဉ်ကတော့ဒီလ9ရက်နေ့မှာကျမမှာဆိုတော့အပိကြီးရှိဖို့က3ရက်4ရက်လောက်သာလိုပါတော့တယ်ရှင်။ Veronica ရဲ့ပြိုင်ဘက်ကတော့အသက်ငငယ်နဲ့အောင်မြင်မှုတွေရရှိထားတဲ့ Time Fighter Junior Fighters ပဲဖြစ်ပါတယ်။သူတို့ညရဲ့ပွဲစဉ်ကတော့1 Friday 5 107မှာပေါင်းဝင်ရှင်ပြိုင်လာတာဖြစ်ပါတယ်။ Veronica နဲ့ Junior Fighters တို့ကစစ်ပွဲမြောက်ပွဲမှာကစားရမှာဖြစ်ပြီးတော့ဒုကောင်တွဲဆိုင်အနေနဲ့ထိုးသက်သွားရမှာဖြစ်ပါတယ်။ Veronica ကတော့ဒီပွဲအတွက်တိကျပြင်ဆင်နေမှာကတော့ င်းနေပါရဲ့ရှင်ဝမ်ယပုတ်ချက်မှာရှုံနေခဲ့တဲ့ဘရိုနီကာကဂျီပွဲမှာအနိုင်တေချပေါက်ကစားပြပါလိမ့်မယ်။အဲဒီလိုပြောလို့တက်ဖက်ဖိုက်တာကတဲ့အိမ်မှာမဟုတ်တာလေနော်။ဂျူနီယာဖက်ဒက်စ်ကလည်းအသက်16နှစ်သာရှိသေးတယ်ဆိုပေမဲ့အစိတ်ပြင်းသူတယောက်ပါ။ဝမ်မှာ9ပွဲထိုးသက်ထားတာဖြစ်ပြီး9ပွဲစလုံးကိုအနိုင်ရရှိထားတာဖြစ်လို့ရှော့တွဲလို့မရတဲ့ဖိုက်တာ2ပါရှင်။ နှစ်ဦးစလုံးကတော့မညာစတန်အနာခံထိုးတက်တကြသူတွေဖြစ်လို့ကြည်ကောင်းမပွဲစံတပွဲဖြစ်လာမယ်ဆိုတာကတော့ကြိမ်တင်နေပါတယ်။ဒါကြောင့်ဒီအမျိုးသမီးဖိုက်တာနှစ်ယောက်ရဲ့ပွဲကပရိသတ်တတော်များများစိတ်ဝင်တစားရှိနေကြတာဖြစ်ပါတယ်။ရိုနီကာကလက်သေးပြင်းသူဖြစ်သလိုအရင်အမောင်းကလည်းပြိုင်ဘက်နဲ့ရှင်မယ်ဆိုရင်တော့အသာချက်တွေရှိနေပါတယ်။ဒါကြောင့်မြန်မာပရိသတ်တတော်များများကတော့ဒီပွဲကရိုနီကာရဲ့ပွဲဆိုပြီးတော့လည်းခံမပြောဆိုနေကြတာတွေရှိပါတယ်။ရိုနီကာကလည်းယုံကြည်မှုအပြည့်ရှိနေတဲ့ပုံမှာပဲတလုံးကောင်းကောင်းပြင်ဆင်မိလာခဲ့ပါလို့အကြံပေးချင်ပါတယ်ရိုနီကာ၏။ဥမကွဲသေးတဲ့ Time Fighter Junior က်တက်စ်ကိုဥကွဲအောင်တမပြလိုက်ပါနော်။ KML Veronica ဘလို့ဆွမ်းဆောင်ပြမလဲဆိုတော့ကိုလည်းမြန်မာပြည်သက်တွေကအဆောင်မျိုးအပေးနေကြမှာဖြစ်ပါတယ်။ KN စစ်တက်မယ်လေးဆိုတဲ့အတိုင်းမြန်မာအလံနဲ့အကျူစစ်တက်သွားတွေပါတဲ့အန်ကက်ကိုတက်ပြီးတော့ရှင်မြိုင်ထိုးတက်သွားမှာဖြစ်ပါတယ်။၎င်းမောင်ခတ်တန်နဲ့နဲ့ကျဲမယ်နော်ဆိုတော့ဘရိုနီကာကိုတော့ပြည်သူတွေကကြကြက်ခတ်ပြီးပြိုင်ဘက်ကိုရှက်သမပြလိုက်ပါလို့လည်းအားပေးနေကြပါရဲ့ရှင်ဘရိုနီကာရဲ့ပွဲကိုအားပေးကြည့်ရှုဖို့အတွက်က၃လရဲ့တန်လို့တော့မဟုတ်ပြည်သက်ကြီးတို့ရောဘရိုနီကာကိုအားပေးဖို့အစဉ်သက်ဖြစ်နေကြပါပြီလား